ဒီနှစ်ခုမှာပဲတိုင်းလိုက်လို့ရတယ်ဟလား ground ground ရေးဆိုလို့ရှိရင်အတန်မီမှာပေါ့ဒီမှာလမ်းကြောင်းတိုင်းလိုက်တော့300 90တို့လေ400ဝင်းကြီးပြလို့ရှိရင်ဒီလမ်းကြောင်းကြီးကတေချာပေါ့ကောင်းပြီးသားလေဟုတ်ပြီနော်ဒီနှလုံးလုံးမှာတိုင်းလို့ရတယ်အဖြေအတူတူပဲနော်အဲ့တော့ B B base power အထိကောင်းသွားပြီ BFISD ကောင်းသွားပြီလက်ရှိပြထားတဲ့ model က Redmi Note 3 MDK ဟုတ်နော်ဒါသူ့ရဲ့ block အလောလောတဲ့ပုံစံတို့ရိဘက်ထရီငုတ်ကနေပြီးတော့ ပြပတ်လာမယ်ပြရလို့ရှိရင် PPA power BSYS ဘယ်သူကထုတ်ပြီလဲဆိုလို့ရှိရင် charging U802 ကနေထုတ်ပြီမယ်အဲ့မှာ power IC အသေးကိုလည်းဝင်မယ်တို့တွေ U2001 ကိုလည်းဝင်မယ်ဝင်ပြီးတဲ့အခါမှာ power cloud ပို့ power cloud ပို့ထွက်မယ်ပြီးတော့ output ပို့တွေအစင်လိုက်ထွက်မယ်ဟုတ်လားအဲ့တော့ဒီ power ဘိုင်းစတက်တဲ့ပုံကနေပြီးတော့အဆုံးထိ ဒါတွေအရင်ဆုံးဘာလို့မလဲဆိုလို့ရှိရင် dial scale အရင်တိုင်းပဲဒါစတင်တဲ့အခါမှာလောက်တဲ့ပုံစံပေါ့နော်လေ့ကျင့်တဲ့အခါမှာလောက်တဲ့ပုံစံအဲဘာလို့မလဲဆိုလို့ရှိရင်အရင်ဆုံး dial scale နဲ့အစာဆုံးကိုတိုင်းမယ်ဟုတ်နော်ပြီးရင်ဘာလို့မလဲဆိုလို့ရှိရင်အဲ့ဘုတ်ကကောင်းနေပြီအကုန်လုံးက short ဥပန်းနေလည်းမတွေ့ဘူး dial တန်မိုးတွေအကုန်လုံးကောင်းနေပြီဆိုလို့ရှိရင် power တက်လိုက်မယ်အဲ့အချိန်မှာ power နိုးပြီးတော့ဘာလို့မလဲဆိုလို့ရှိရင်ဘိုးတွေဒီလမ်းကြောင်းတွေတိုင်းပဲအကုန်လုံး အစင်လိုက်လေးလိုက်တိုင်းပဲရမယ်နော်ရိုးရှင်းရှင်းလေးပဲတို့တွေမူ노ပါဝါကိုပါဝါပိုင်းနှိုးတဲ့အခါမှာလဲဒီတိုင်းပဲတိုင်းရမှာနော်အဲဒီမှာစီးကွန်တိုင်းပဲ1နဲ့3လေးတွေအစင်လိုက်လုတ်ပေးထားတယ်ဟလားနော်ဒါတွေမနေ့ကပေးထားပေးပြီဒါနော်ဟုတ်ပြီအဲ့တော့တို့တွေကအခုလမ်းကြောင်းတိုင်းသူငါကြီးတို့ဘလော့အကုန်လုံးဒါအဖြေတိုက်ပြီးပြီထင်တယ်နော်အရင်ဆုံးတို့တွေတိုင်းပဲပုံကိုတစ်ချက်ကြည့်အောင်တိုင်းပဲပုံကဒီမှာအဲ့တော့ဒီမှာပါလာနော် အဲ့တော့ဒါကတော့တို့တွေခုအရင်ပြတဲ့ခါမှာဒီပါဝါနလာနဲ့ပုံကိုတို့တွေအစအဆုံးတို့တွေတင်ထားတဲ့ theory မှာပြောထားတဲ့အတိုင်းပဲပိုးတွေအစင်လိုက်ထွက်ရလားဟာလားဒီမှာပြထားတဲ့ပိုးတွေဒီဘယ်လောက်ထွက်လဲဆိုတဲ့ဥစ္စာတွေအစအဆုံးတိုင်းပြမယ်ဒီရှိမှာဟုတ်ပြီနော်အဲ့ငန်းကြီးတို့ရှေ့ရောက်လာမဲ့ပုံတွေကဘယ်လိုမျိုးဖြစ်မလဲဆိုလို့ရှိရင်မျိုးစုံပေါ့နော်အဲပါဝါတက်တဲ့ဟာကြီးလည်းပါမယ်မတက်တဲ့ဟာကြီးလည်းပါမယ်တမင်တို့တွေမျိုးမျိုးစုံစီစဉ်ပေးထားတာပေါ့ဟုတ်ပြီနော်အဲ့တော့ short တွေတွေ့လို့ဆိုသွားမရှင်းနဲ့ ဟုတ်ကဲ့နော်ဂျမ်မာတွေ့လို့ဆိုဟိုဟာ open ဖြစ်လို့ဆိုပြီးတော့ဂျမ်မာကြီးမကြော်နဲ့ပါစီလဲရမှာမင်းသိလေမသိကြအောင်ဆောင်ပြီးတော့ဒီတိုင်းပဲသွားဘာဖြစ်လို့လဲဆိုတော့ error ပုတ်တွေတိကျထားထားတာဟုတ်ကဲ့နော် error ပါရဲ့ပုတ်တွေကြလို့ရှိရင်ဘယ်လိုပုံစံဖြစ်တယ်လဲဆိုတာကိုတိကျထားထားတာဖြစ်တယ်ဟုတ်ကဲ့ရအောင်နော်အဲ့တော့ဒီမှာဒါ power တက်တယ် okay အဲ့တော့ပုတ်ဖြုတ်လိုက်တော့နော်အဲ့တော့အရင်ဆုံး dioskey တိုင်းမယ်လား dioskey တိုင်းမယ်ဆိုတော့ dioskey မှာထားမယ်ပေါ့ ်ဟုတ်နံပါတ်1ဘယ်လမ်းကြောင်းအရင်တိုင်းရမှာလဲဘီဘယ်လမ်းကြောင်းဘီဘယ်လမ်းကြောင်းဒီတို့ဒီဘက်ထရီငုံးမှာတိုင်းလိုက်ရင်ရပြီเนาะဒီလောက်ကဒါအတိုင်းကြဲမှာရှာစရာမလိုဘူးเนาะโอเคအဲ့တော့မင်္ဂလာပါအဲ့တော့ mobile phone ဖြစ်ဖြစ်နေပညာရက်ကိုဝါသနာပါတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ဒီ profile ထဲမှာဒါမှမဟုတ်လို့ရှိရင် Facebook page မှာ ဒီ YouTube မှာလည်းတင်ထားရရှိတယ်ဗီဒီယိုတွေဗီဒီယိုသင်ခန်းစာတွေ mobile phone နဲ့ပတ်သက်ပြီးတော့ဗီဒီယိုသင်ခန်းစာတွေညာစွာတင်ပေးထားပါတယ်အဲ့တော့အဲ့များသောသင်ခန်းစာတွေကိုလေ့လာပြီးပြီဆိုလို့ရှိရင်ကျွန်တော် mobile phone ပြုရင်ဒီကိုတကယ်စိတ်ဝင်စားတဲ့သူတွေကျွန်တော်ဒီလာမယ့်ပတ်ထဲမှာဒီလာထဲမှာကျွန်တော်တို့တင်တဲ့အသစ်ခေါ်ယူထားပါတယ်အဲ့တော့ကျွန်တော်ရမွေးနေ့ဖြစ်တဲ့အတွက် special discount တွေလည်းပေးထားပါတယ်ပြီးတော့ကျွန်တော်တင်တဲ့ကိုလာဖို့ခက်ခဲဖြစ်နေတဲ့သူတွေအတွက်ကျွန်တော် Android theory mastery or Android ပေါ့နော် or Android theory mastery 2025 update တင် န်းကိုလည်းကျွန်တော်တို့လက်ခံပေးနေပါတယ်အဲ့တော့အဲ့တင်တန်းလေးအကြောင်းကိုလည်းကျွန်တော်တို့ဒီမှာရေးထားတဲ့ဖုန်းနံပါတ်မှာအသေးစိတ်စုံစမ်းပြီးတော့ကျွန်တော်တို့အဲ့လိုရနေပါပြီအားလုံးပဲအဲ့တော့တင်တန်းကတော့တင်တန်းအကြောင်းနဲ့ပတ်သက်ပြီးတော့ကတော့ကျွန်တော်တို့ဒီမှာ caption လေးမှာကျွန်တော်ရေးထားပါမယ် အဲ့တော့ဒီ Android Theory Mastery နဲ့ပတ်သက်ပြီးတော့ကကျွန်တော်တို့ Theory Only ပေါ့နော် Theory Only ကိုဒီ Hardware Theory Only ကိုကျွန်တော်တို့ Diagram တွေဖတ်တာတွေကျွန်တော်တို့ကျွမ်းကျင်ခြင်းတွေပြီးကြလို့ရှိရင် Diagram Segmented Diagram ကိုကြည့်ပြီးတော့ Block ထုတ်တာတွေ Power Bank နဲ့ Design နဲ့ Bind No Power ဆိုလို့ရှိရင်ဘယ်လိုစက်ရမလဲဆိုတဲ့အပိုင်းကနေစပြီးတော့ကျွန်တော်တို့ Mobile Phone Way အကောင်လုံး Camera တွေ Display တွေအကောင်လုံးပြောမယ်ဆိုလို့ရှိရင်အကောင်လုံး Complete ပေါ့နော် Network Bind တွေထိအားလုံးပြည့်ပြည့်နေနေဒီအကောင်လုံးပါတာဖြစ်ပါတယ်အားလုံးပဲကျွန်တော်ရဲ့ Profile နဲ့က Video သင်ခန်းစာတွေကို free လေ့လာလို့ရပါတယ်ဗီဒီယိုပေါင်းညာနဲ့ချီပြီးတော့အများကြီးကျွန်တော်မျှဝေထားပါတယ်အဲ့တော့တကယ်ကြိုက်တယ်ဆိုလို့ရှိရင်တကယ်လေ့လာရတာကျွန်တော်လည်းလေ့လာရတာအဆင်ပြေတယ်ဆိုလို့ရှိရင်အခုကျွန်တော်ဒီ caption သို့မဟုတ်ကျွန်တော်တို့ဒီ comment မှာရေးထားတဲ့အပြင်သဏ္ဍာန်ချောင်းလေးကိုဖတ်ပြီးတော့အပြင်သဏ္ဍာန်ကိုလည်းလာ join လို့ရတယ်အဲ့တော့ဒီ PhD ကိုတည်ပြီးသားတွေအတွက်ကတော့ကျွန်တော်ထပ်ပြောချင်တာတစ်ခုကတင်တတ်မယ်လို့ ဟိုစဉ်းစားထားတယ်စဉ်းစားတက်မယ်လို့ချိန်ထားတယ်ဆိုလို့ရှိရင်ကျွန်တော်ဒီ session မှာကျွန်တော်အမိ join စီကြပါတယ်အားလုံးမထင်မှတ်ထားတဲ့ဇေနုတစ်ခုကိုကျွန်တော်တက်မှတ်ပြီးထားပါတယ်အားလုံးပဲကျွန်တော် online တင်နန်းဖြစ်ဖြစ်ကျွန်တော်အပြင်တင်နန်းဖြစ်ဖြစ် ျွန်တော်တို့တွေ့ကြပါမယ်အဲ့တော့ online တင်တဲ့ကတော့ကျွန်တော်အပြင်တင်တဲ့ကျွန်တော် special တန်းက video record တွေကိုနေ့စဉ်တင်ပေးပြီးတော့ကျွန်တော်နဲ့တူတလောက်နှစ်ချိန် zone နဲ့ကျွန်တော်ပြန်ပြီးနားမလဲတာပြန်မေးမယ်ဆွေးနွေးမယ်အဲ့လိုမျိုးတွေလုပ်မယ်အဆီဇန်တွေလည်းပါမယ် okay เนาะအဲ့တော့ပြင်သင်တဲ့ကတော့လုံးဝပြောစရာမလိုဘူးအဲ့တော့ CPU တွေလက်စပိုင်းတွေဆိုလို့ရှိရင်လည်း CPU တွေအထိလုံးဝနိုင်အောင်အထိကျွန်တော် train မယ်ပြီးကြလို့ရှိရင် theory နဲ့ပတ်သက်ပြီးတော့ဘယ်ဟာလာလာကျွန်တော်တို့ဘယ်အပိုင်းကနေပြန်မေးမေးကျွန်တော်တို့ဒါအာမခံနဲ့တွေ့မှာဖြစ်ပါတယ်အားလုံးပဲကျွန်တော်တို့သင်တန်းထဲမှာတွေ့ကြပါမယ် okay bye bye